မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့2025ခုနှစ်မတ်လ19ရက်နေ့နေ့လယ်ပိုင်းပြည်တွင်းသတင်းများတင်ပြပေးလိုပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့39မိုင်ရွှေပြည်စားတော့ဆိုင်တာဝန်ခံအားဂိုတိုင်းဒေသကြီးတန်ခါနာကဥက္ကဋ္ဌဆရာတော်ဩဝါဒပေးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်မန္တလေးမြန်လန်39မိုင်ရန်နာစကန်ရှိရွှေပြည်စားတော့ဆိုင်မှာဖျားစီဒီပုံရိုက်နှိပ်ထားတဲ့တစ်ခါသုံးခွက်များအုံပြုထားရှိမှုပေါ် ဗုဒ္ဓဘာသာဝင်များအထွတ်မြတ်ထားတဲ့ကြီးညိုလေးစားတဲ့ဘာသာရေးပုံရိပ်ဖြစ်သဖြင့်မလူလားအသည်များမဖြစ်ပေါ်စေရေးအတွက်တိုင်းတန်ခါနာကအဖွဲ့မှရွှေပြည်စားသောဆိုင်တာဝန်ခံအားတွေ့ဆုံဆုံးမဩဝါဒပေးခြင်းပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ထို့သောပြုလုပ်ရာမှာပဲခူးတိုင်းဒေသကြီးတန်ခါနာကဥက္ကဋ္ဌဆရာတော်နဲ့ဆရာတော်များတိုင်းဒေသကြီးသာသနာရေးမှုခိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှဦးစီးရာရှိမြို့နယ်အုပ်ချုပ်ရေးမှုမြို့နယ်ရဲတပ်ဖွဲ့မှုဖျားကြီးမျိုးအုပ်နဲ့ ဘောနဲ့ကြီးကျေးရအုပ်ချုပ်ရမှုတို့မှာတက်ရောက်ခဲ့ပြီးတိုင်းသံဃာနဲ့ကဆရာတော်မှာရှေ့ဆက်ပြည်တနာဖြစ်ပွားမှုမရှိစေရေးပြုလုပ်ရခြင်းရဲ့ရွယ်ချက်တို့အားမေးမြန်းခဲ့ရာစိုက်တာဝန်ခံမှရန်ကုန်မြို့ရဲ့ပုံတံတန်အားဖော်ကျူးတဲ့သဘောထားဆောင်ရွက်ခြင်းဖြစ်ကြောင်းမိမိတို့အနေဖြင့်နောက်နောက်ထိုကဲ့သို့ဆက်လက်ပြုလုပ်မှာမဟုတ်ကြောင်းဩဝါဒဆရာတော်များရဲ့ဆုံးမမှုကိုလည်းလိုက်နာပါမယ်လို့ခံဝင်ကြိပြုလက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ ဒုက္ခတကုံပြည်သူအငှားအင်ရန်နေထိုင်ခွင့်မလုံးပေးပြီးငွေတောင်းခံလိန်လေသူများသတိပြုရန်သတိပေးတယ်ဆိုရက်သတင်းဖြစ်ပါတယ်။ရောင်တိုင်းဒေသကြီးတကုံတောင်ပိုင်းမြို့နယ်ဒုက္ခတကုံပြည်သူအငှားအင်ရန်မှာနေထိုင်ခွင့်မလုံးပေးပြီးငွေတောင်းခံလိန်လေသူများကိုသတိပြုရန်မြို့ပြအင်ရန်ဖွံ့ဖြိုးရေးဦးစီးဌာနမှအတိအပေးထုတ်ပြန်ထားပါတယ်။အဆိုပါနေရာ၌နေရေးအခက်အခဲရှိသူများကို၅နှစ်၅ရက်နေထိုင်ခွင့်ပြုထားခြင်းဖြစ်ပြီး မလုံပေးပြီးငွေတောင်းခံသူများရှိနေကြောင်းလည်းသိရပါတယ်ထို့အပြင်ဒုက္ခတကုတ်ပြည်သူအငှားအေယာမှာငှားရနေထိုင်ခွင့်ရှိသူအချို့မှလည်းကိုယ်တိုင်နေထိုင်ခြင်းမပြုပဲထပ်ဆင့်ငှားရလွှဲပြောင်းခြင်းများရှိပါကအင်္ဂန်းငှားရခွင့်ကိုရုပ်သိမ်းပြီးဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းအတိပေးထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသိရပါတယ်မကြမီထပ်မံပြီးစီးမဲ့ငှားရတဲ့တလုံးကိုမဲနိုင်နေရာချထားပြီးမှလည်းဖြစ်ကြောင်းကြိုတင်အတိပေးထားပါတယ် နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မန်းရွှေစက်တော်ရဖျားပွဲတော်မှာနိုင်ငံကျော်အမှုပညာရှင်များကအငိမ့်သဘင် တိဂီတာများဖြင့်ဖျော်ဖြေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မကွေတိုင်းဒေသကြီးမင်းမှုခရိုင်မင်းကုစကုမြို့နယ်ရှိမန်းစက်တော်ရဖျားပွဲတော်ကြီးမှာနိုင်ငံကျော်အမှုပညာရှင်များကအငိမ့်သဘင်များဂီတဖျော်ဖြေပွဲများဖြင့်မတ်လ၁၈ရက်နေ့မှမတ်လ၁၉ရက်နေ့ထိနှစ်ညတိုင်တိုင်ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ကြောင်းမန်းရွှေစက်တော်ဖျားကောပကဖွဲ့ထံမှသိရပါတယ်။ မတ်ရွှေဆက်တော်ဖျားကြီးဟာမြန်မာနိုင်ငံရဲ့အကာအစင်ဝင် တကူကြီးဖျားဖြစ်တာနဲ့အညီထင်ရှားကြောကြားကမြန်မာနိုင်ငံအတွက်ရဲ့အရှိအဆုံဖျားပွဲတော်ကြီးတစ်ခုဖြစ်ကြောင်းလည်းသိရပါတယ်။မတ်ရွှေဆက်တော်ရာပါရစီရီတော်ဗုဒ္ဓပုဇနီယပွဲတော်ကြီးကို ဖေဖော်ဝါရီလ2ရက်မှဧပြီလ18ရက်အထိမဟာသင်းညံရုံပိတ်ရက်အပအဝင်တဘူရဲလန်ဆန်9ရက်မှမြန်မာ21ရက်အထိစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်လေရှိကြောင်းသိရပါတယ်။ မန်းရှူဆက်တော်ဖျားပွဲကြီးမှာယနေ့အထိဖျားဖူးရမ်းရှင်လူပြည်သူပေါင်း15363နဲ့မော်တော်ယာဉ်အစီးရေ3100ကျော်လာရောက်ခဲ့ပြီးမန်းရှူဆက်တော်ပွဲကျင်းပစဉ်ကာလတလျှောက်တပေါင်းကာလအပြင်တက္ကသိုလ်ဝင်ဆောင်ပွဲပွဲဖြေဆိုပြီးချိန်အခြေခံကြောင်းများဖြေဆိုပြီးချိန်နဲ့မဟာသင်္ချံရုံးပည့်ရဲ့ကာလများမှာနှစ်စဉ်အထူးစီကားလေးရှိကြောင်းလည်းသိရပါတယ်ခင်ဗျာ